နမိမယ်လီများပျော်ဆန်ရာ Los Angeles မြို့မှာ အပြန်အလှန်တင်းမာမှုများဖြစ်ပွားနေတဲ့တွင်ဖြစ်ပါတယ်။ American ပြည်တော်စု Los Angeles မြို့ဟာစပိန်ဘာသာအားဖြင့်အမိမယ်များပျော်ဆန်ရာဌာနေလို့ခေါ်ဆိုကြပြီးနှသမီးလေးများစွာ ရှိတဲ့သပ္ပတာယာတဲ့မြို့တစ်မြို့ဖြစ်တင်စားခေါ်ဝေါ်ကြခြင်းဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်တွင်းမှတရှိတဲ့လော့စ်အန်ဂျလစ်မြို့ဟာချမ်းသာကြွယ်ဝသူများလူကုန်တန်များထင်ပေါ်ကျော်ကြားသူများနေထိုင်ရာပြည်နယ်တစ်ခုဖြစ် လူသိများပါတယ်။ဂျွန်လ၈ရက်နေ့ကအမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့မှာရှိတဲ့အဝတ်ထည်များတူလောင်ရာဂိုဒေါင်တစ်ခုတွင်းသို့အမေရိကန်ပြည်ထောင်စုရဲ့ ICE ရာရှိများနှင့်အခြားသော တာဝန်ရှိသူများကဝင်ရောက်စီးနှင်းရာမှာပုံအောင်နေထိုင်သူတရားမဝင်နေထိုင်သူများနှင့်တာဝန်ရှိသူများကြားအထီးကျုံ ဖြစ်ပွားခဲ့ပါတယ်။ယခုအခါမှာတော့ ICE Immigration and Customs Enforcement လို့ခေါ်တဲ့အဖွဲ့ဝင်များတာဝန်ရှိသူများက တရားမဝင်ရွှေပြောင်းလာသူများရဲ့နေထိုင်ရာဒေသများသို့ရှာဖွေစီးနှင်ကြားရမှအပြန်လှန်အထူးကြုံများဖြစ်ပွားလျက်ရှိပါသည်။ American သမ္မတဒေါ်နယ်ထရန့်တက်လာပြီးနောက်ပိုင်းမှာနိုင်ငံတော်ဝန်မှနေရာအဆုံမှရှိနေတဲ့တရားမဝင်ဝင်ရောက်နေထိုင်သူများကို စနစ်တကျစည်ရင်ကောက်ယူခြင်းပြန်လည်ဆေလွတ်ခြင်းလိုအပ်တဲ့အမိန့်ဒီဂရီများထုတ်ပြန်ခြင်းများဆောင်ရွက်ခဲ့တော်လဲအချို့သောတရားမဝင် နေထိုင်သူများဟာတရင်ပို့ခြင်း စသည့်လုပ်ငန်းရပ်များကိုဥပဒေနဲ့အညီဆောင်ရွက်ခြင်းမရှိတဲ့အတွက်သမရဒေါ်နယ်ထရန့်က Immigration and Customs Enforcement ဘူဒိုအဖွဲ့ရဲ့တာဝန်ရှိသူများဖြင့် ဥပဒေကြောင်းအရရှာဖွေစနစ်မှုများလုံဆောင်ခြင်းဖြစ်ပါတယ်။နိုင်ငံတကာနိုင်ငံမှာဖြစ်စဉ်ဖြစ်ရပ်တစ်ခုဖြစ်ပွားပြီးဆိုလို့ရှိရင်နိုင်ငံရေးပြောကများ လူမျိုးရေးဘာသာရေးစီးပွားရေးစတဲ့ပြောကအပေါင်းဆုံးဝင်ရောက်ပူးကပ်လေရှိပါတယ်။ မေရိကန်ပြည်ထောင်စုရဲ့ဖွဲ့စည်းအုပ်ချုပ်ဘုတ်စနစ်နဲ့အစဉ်လာများအရာကယ်လီဖိုးနီးယားပြည်နယ်မှာအုပ်ချုပ်ရေးမှုဖြစ်တာဝန်ထမ်းဆောင်နေတဲ့ Gavin Newsom ဆိုတဲ့အုပ်ချုပ်ရေးမှုထံသမရာထရန်ကဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ပြီးကယ်လီဖိုးနီးယားပြည်နယ်ငြိမ်ဝှက်ပြည်ပြားရေးအတွက်ပြည်နယ်အုပ်ချုပ်ရေးမှုတာဝန်ယူဆောင်ရွက်စီလိုကြောင်းတာဝန်ယူဆောင်ရွက်နိုင်ခြင်းမရှိပါကအမေရိကန်စစ်တပ်မှတာဝန်များပေးအပ်မည်ဖြစ်ကြောင်းပြောကြားလာပါတယ်။ လက်ရှိကာလမှာတော့အမေရိကန်တပ်ဖွဲ့ဝင်အင်အား2000ခန့် Los Angeles မြို့မှာတာဝန်ပေးချထားပြီးငြိမ်းဝပြည်ပြမှုလုပ်ငန်းများဆောင်ရွက်စီမီဖြစ်ပါတယ်။ဖြစ်စဉ်အကြောင်းရင်းအကျိုးအကြောင်းအတိတ်နဲ့ကိုသိရှိသားသူများကတော့အခြေအနေရရက်ကို နားလည်သဘောပေါက်ကြပြီးအချို့သောနိုင်ငံရေးအမျက်ထုတ်အသုံးချလူသူများက မိမိတို့လိုအပ်တဲ့တည်င်းများမိမိတို့နှစ်သက်သည့်တည်င်းများကိုခြံထားပြီးမိမိတို့မလိုအပ်အားအပ်တဲ့တည်င်းများအားလုံးကို ပုံကြီးချက်ကပေါ်ပြနေတာတွေ့ရှိရပါတယ်။ကမ္ဘာကျော်သတင်းမီဒီယာကြီးများအဖြစ်ကတော့အချို့ကနိုင်ငံရေးအယောင်အဆွဲရှိပြီး CNN လို့ခေါ်တဲ့သတင်းမီဒီယာကုမ္ပဏီကြီးကတော့ Democratic Party ရဲ့လိုလားသူများဖြစ်ပြီးလက်ရှိ Republican သမ္မတလောင်း Donald Trump ရဲ့လှုပ်ဆောင်ချက်များကို အဆိုပဲမှရှုမြင်ပြီးပုံကြီးချက်ကဖော်ပြနေပါတယ် Grand Old Party GOP Core Republican Party ရဲ့ကြောတော့နောက်ခံလူလားသူများဖြစ်တဲ့ Fox News ကတော့ Republican တွေရဲ့လှုပ်ဆောင်ချက်ကိုအကောင်းဘက်မှရှုမြင်ပြီးဖော်ပြနေက Republican နဲ့ Donald Trump ရဲ့လှုပ်ဆောင်ချက်များတရားမျှတမှုရှိကြောင်းလည်းဖော်ပြနေကြပါတယ်။ ရရှိကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂါဗင်နယူဆမ်ကတော့ဒီမိုကရက်တစ်ပါတီကရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်ပြီးဆိုပါပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့သမရအကြမ်းမှာအစဉ်ပြေချုံးမွေးစီရန်အတွက်လည်းစီစဉ်ဆောင်ရွက်တင်ပါတယ်။ CNN သတင်းဌာနရဲ့ဖော်ပြချက်များမှာတော့ National Guard ကို American စစ်တပ်များက rubber ကြီးစားများအုံပြု၍မြည်၍မြည်ပုံဖြိုခွဲနေသည်စသဖြင့်ပုံကြီးချက်ဖော်ပြနေပြီးတရင်တောက်မျိုးသမီးတဦးဖြစ်သူ၏ခြေထောက်ကို rubber ကြီးစားထိမှန်နေဆိုတဲ့အကြောင်းအရာဖြစ်ပုံကြီးချက်ကဝါရဖြန့်လျက်ရှိပါသည် အမှန်စင်စစ်နိုင်ငံတကာနိုင်ငံရဲ့ပြည်တွင်းရေးကိစ္စရပ်များခါသက်ဆိုင်ရာခေါင်းဆောင်များကမိမိတို့နိုင်ငံရဲ့အကျိုးစီးပွားအတွက်လျှို့ရှုလေမရှိပဲအမှန်ကန်စနစ်ကျအကောင့်ထဲပေါ်ဆောင်ရွက်ကြသူကြီးများဖြစ်ပါတယ်မည်သူများမိမိနိုင်ငံရဲ့အကျိုးရုပ်စေတဲ့လှုပ်ဆောင်ချက်များလှုပ်ဆောင်ကြမည်မဟုတ်ပါလွတ်လပ်ပွင့်လင်းသည်ဟုသော မေရိကန်ပြည်ထောင်စုမှာရှိတဲ့မီဒီယာကုမ္ပဏီကြီးများတည်ပင်လည်းနိုင်ငံရေးအရာမကင်းကြသည်ဟုလေ့လာတွေ့ရှိရပါတယ်။ Democratic တို့လိုလားထောက်ခံတဲ့ CNN နဲ့ Republican Party လိုလားထောက်ခံတဲ့ Fox News တို့အကြားမှာလည်းမီဒီယာအပြိုင်မှုများပေါ်ပေါက်လျက်ရှိပါတယ်။ဖြစ်စဉ်ဖြစ်ရပ်တစ်ခုပေါ်နိုင်ငံရေးအမျက်ထုတ်ခြင်း၊ဝါဒရေးရာအမျက်ထုတ်ခြင်း၊လူခွင့်ရေးရာအမျက်ထုတ်ခြင်းစတဲ့လုပ်ငန်းရပ်များဟာ အမျိုးသားအကျိုးစီးပွားနဲ့နိုင်ရှင်လျင်အသေးဖွဲကိစ္စရပ်များသာဖြစ်ပါတယ်အမျိုးသားအကျိုးစီးပွားကနိုင်ငံတနိုင်ငံအတွက်အသက်တမျှအရေးကြီးတဲ့အကြောင်းအရာများဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုအတွင်းတရားမဝင် ဝင်ရောက်နေထိုင်ကြပြီးမိုးရေဆေးဝါးတုံးဆွဲခြင်းဥပဒေများချိုးဖောက်ခြင်းဆိုးသွမ်းရန်ကားခြင်း စတဲ့လုပ်ငန်းရပ်များလှုပ်ဆောင်ပါကမြေသည့်နိုင်ငံမဆိုးလက်ခံကြမည်မဟုတ်သည်ကိုလည်းအထူးလက်ခံသိရှိရန်လိုအပ်ပါတယ်။ Los Angeles မြို့မှာဖြစ်ပွားနေတဲ့ဖြစ်စဉ်ဖြစ်ရပ်နဲ့အသက်ကြီးရည်သူမှန်သည်မှားသည်ပြောကြရမလို့ပဲ American ပြည်ထောင်စုရဲ့ပြည်တွင်းရေးကိစ္စရပ်များသာဖြစ်ပြီး American ပြည်ထောင်စုရဲ့ဥပဒေများနဲ့အညီဂိုင်းတွဲဖြည့်ရှင်းနေကြခြင်းဖြစ်တဲ့အတွက် မည်သို့သောဆိုကြိုများဖြစ်ပေါ်စေသည့်လှုပ်ဆောင်ချက်ကိုမဆိုရှောင်ရှားကြရန်နှင့်အသိဉာဏ်ပညာဖြင့်ကြီးစုလေးလာတုံးသက်နိုင်ပါကြောင်းတင်ဆက်အပ်ပါသည်